Hello အားလုံးပဲမင်္ဂလာပါရှင်။မေယာအခုလက်တော်ကချက်ထားတဲ့ညမကြီးကောမဒီ horror movie တစ်ခုကိုပြပြပေးသွားပါမယ်။ဒီဇက်ကားက Arita Film မှာဒီဇက်ကားထဲမှာသွေးထက်တန်ယိုခန်းကြီးတော်တော်များများပါရမလို့အသိငယ်လူကြီးဖို့မတင်တော့ပါဘူး။ဇက်ကားနာမည်က Attack on Unicorn မှာဇက်ကားအကြောင်းမစားခင်မှာ Unicorn ရဲ့အကြောင်းကိုအရင်ဆုံးသွားလေ့လာလိုက်ရအောင်။လွန်ခဲ့တဲ့နှစ်ပေါင်း၄၀၀၀လောက်က Mesopotamian နဲ့ Indus Valley အနုပညာလက်ရာတွေကနေစပြီးပေါ်ပေါက်လာခဲ့တဲ့ ကရီးပုံမြင်နေမှာဆိုရင်400 BC လောက်ကအိန္ဒိယမှာဂျိုတချောင်းနဲ့တတဝါကြံသူတမင်တို့ Osiris Antelope Signenawer တို့ကနေချက်ကပြုံမှာ unicorn ဖြစ်လာရပြောကြတာပဲအလေခင်မှာကြတော့ကုန်တယ်တွေခီးသွားကြတာအတိတ်တပုံးပြားထဲမှာတွေ့ရဝေလငါဖြူရဝတ်ဥရလူမျိုးဂျိုတွေကိုမော်ဆန်တဲ့ unicorn ပစ္စည်းတွေဆိုမှာဈေးကြီးကြီးနေအောင်ကြတယ်တန်နာရီလာ unicorn ညာမော်ဆန်ပြီးလပရဲ့အထူးသဖြင့်နှစ်သမီးပုံပြင်ကတိုးပုံမြင်စာအုပ်တွေထဲမှာပါ main research လုပ်ထားသမျှဆိုလို့ရှိရင် unicorn ဆိုတာတကယ်အဆင်မရှိပါဘူး အာရှီခိကလူတွေရဲ့ story telling နေပေါ့နော်ပြီးလို့ရှိရင်တယောက်စကားတယောက်ကနေပြီးတော့အမတဖြည်းဖြည်းနဲ့လက်ဆင့်ကမ်းရင်းမှနေ unicorn ဆိုတာဖြစ်လာရတယ်ဒါဆိုရင် unicorn အကြောင်းလေတည်တင်းတလောက်တည်သွားပြီဆိုတော့မီတို့စက်ကားဖက်ကိုပြန်သွားလိုက်ရအောင် ဒီဇက်ကားကဝေဖန်မှုတွေအများကြီးရထားတယ်လို့မျိုး good review တွေလည်းရထားပါတယ်။ဒီဇက်ကားဆိုလို့ရှိရင်နယူးယောက်မှာရှိတဲ့1938ခုနှစ်ကတည်းကဖွင့်လှစ်ထားတဲ့ Matt Clystar Museum မှာရှိတဲ့ The Unicorn Tapestry ကနေ inspire ယူပြီးမှဇက်လန်လုပ်ထားပါတယ်။အမှန်ဆိုရင် Unicorn ရဲ့တည်ဆုံပုံ၊ဟန်လုပ်ပုံ၊တည်ဆုံပြီးမှပြန်လည်ရှင်တလာပုံတွေရေးဆွဲထားပါတယ်။ပြီးရင် unicorn တွေကဖြူစင်တဲ့အပြစ်ကင်းစင်တဲ့ဆိုပြီးမှပြောကြပါမယ်ဒီဇက်ကားထဲမှာတော့ unicorn ကအညိုကြီးလက်စားချေလိုတဲ့ပုံစံကိုတွေ့နိုင်ပါတယ် လူတွေရဲ့လောဘကြီးတဲ့ပုံစံကနေတဘာဝတရားရဲ့လက်စားချင်မှုပုံစံကယူနီကုန်းကိုပြောင်းလဲစေပါတယ်။ဒီဆက်ကောင်ကြည့်ရင်လည်း Jurassic Park ကိုလည်းပြန်ပြီးတည်ရမိစေပါတော့။ဆက်ကားရဲ့မှာပါတဲ့ဆက်ကောင်ကဆိုရင် Paul Rudd က Alien အဖြစ်သူဟာဆိုလို့ရှိရင် Ghostbuster at manolo zakaya ma tiao sao thae na min ji min da phit pi ma tu ye twae phan min tamii ya le wednesday ka le ka min tamii jenna ortiga phit par de tu a so yin rightly phit tiao sao thae par de တတမင်များက Ford နဲ့ Jenner ရဲ့ chemistry အရင်ကောင်းတယ်လို့ပြောကြတယ်။ Weekend မှာ Alien နဲ့တတမင် Ridley တို့ကတူတူရဲ့ဘော်စီဝါကုမ္ပဏီပိုင်ရှင် Alien C ကိုဘော်အဖွဲ့ဝင်ကိုယ်စားလှယ်ရှိနေအလုပ်ရအောင်ယူဖို့ပဲသွားကြတယ်။အဲ့မှာ Richard Graham ဆိုလို့ရှင် Ridley ကိုဘော်အဖြစ်တရုပ်ဆောင်ထားပါတယ်။အဲ့လိုသွားရင်လမ်းမှာ Unicorn ပေါက်လေးနဲ့တိုက်မိပါတယ်။ Unicorn လေးကဆိုလို့ရှိရင်တည်ရောမတည်ဘူး။ဒါပေမဲ့ Ridley က Unicorn လေးရဲ့ဂျိုကိုကင်ကြည့်လိုက်ခါကျတော့အမြင်အာရုံရလာတယ်။ဒီအချိန်ကြီးလာသွားလာနေတာကိုမြင်ရတယ်။ ပြီးရင်ပုံမြင့်မာရဲ့အသီးစိတ်ရလာတယ်လို့မျိုးပေါ့ပြီးလို့ရှိရင် unicorn နဲ့စိတ်ပိုင်းဆိုင်ရာဆက်တွေ့မှုလည်းရလာရဲပြီးရင် unicorn ရဲ့ကြွာဆိုလို့ရှိရင်တကောင်နဲ့တကောင်ကအခြေအဆက်လည်းရှိရပေါ့နော်တကောင်မှာအနေဖြစ်နေလို့ရှိရင်နောက်တကောင်ကလည်း သိနိုင်နေပေါ့နော်ဒိုင်မယ်ရစ်ဒလီအဖေအဲလီယက်ကအဲ့ယူနီကွန်းလေးတက်လိုက်တယ်အမှထွက်လာတဲ့ယူနီကွန်းကြီးရဲ့တွေ့ရခရောင်ဖြစ်နေရတဲ့အကြောင်းအရဆိုလို့ရှိရင်ဟီလင်းလုပ်ပေးနိုင်ခြင်းချိန်ဆမှုရင်းနဲ့တတ်ရှိစေချင်ချိုးကိုစားပြုရဲ့အတွက်ခရောင်ပြုတ်လုထားတာဖြစ်နေအဲ့နောက်သူတို့ကအဲ့ယူနီကွန်းရဲ့အလောင်းကိုတည့်ပြီးမှအိမ်ရောက်သွားခဲ့တယ်အဲ့အချိန်မှာရူဒေးကအဲ့ယူနီကွန်းရဲ့အလောင်းဟာဆိုလို့ရှိရင်အနာရီယောဂါကြီးပြအောင်လုပ်ပေးနိုင်တာသိသွားတော့သူရဲ့ pancreatic cancer အတွက်ကုဖို့လုပ်ပါတယ်ပြီးလို့ရှိရင်ယူနီကွန်းရဲ့သွေးတွေကိုသွေးထည့်သွင်းလိုက်ပါတယ်အဲ့မှာရူဒေးလည်း cancer ဆဲပြောက်သွားရော ိုဘုံမီတာဆိုတာကင်စာပြောက်ဆေးကိုဈေးကွက်ထဲမှာထုတ်ရောင်းပြီးသူတို့ချမ်းသာရမယ်ဆိုမှလောဘကြီးနေပါတယ်။ဒီဆက်ကားမှာဟာတာခန်စာချက်ပေးစွမ်းတာအောင်ပြုလုပ်ပြီးတဲ့ Where Porter to have solution the Guardian of the Galaxy ဆက်ကားထဲမှာတရုတ်ဆောင်ထားပါတယ်။ဒီဆက်ကားထဲမှာဆိုလို့ရှိရင် Shepherd Leopold အဖြစ်တရုတ်ဆောင်ပါတယ်။ဒီဆက်ကားထဲမှာပါတယ်။တရုတ်ဆောင်ချက်တွေအမှုရာတွေဟာဆိုလို့ရှိရင် Horror Movie ထဲမှာရည်စရာကောင်းတဲ့အပိုင်းဖြစ်ပေါ်တော့ထည့်သွင်းပေးထားတယ်။ ဒါမဲ့ unicorn ရဲ့ဂျိုထိထားရဲ့ Ritali ကတော့အမြင်အာရုံရနေလို့မလောက်ဖို့တာကြပေမဲ့လူကြီးရနားမထောင်ကြပါဘူး။ပြီးရင် unicorn အဖေနဲ့အမေကပြန်လာပြီးမှလက်စာချေရဲ့ကမွန်တော့အဲ့အခန်းကြီးကလုံးဝသွေးထွက်တန်ယူအခန်းကြီးပေါ့နော်။အဲ့အခန်းကြီးကတော်တော်ကြောက်ဖို့ကောင်းနေအဲ့အကြောင်းမေကတော့အဲ့အခန်းကြီးမကြည့်ပဲနဲ့ကြော်သွားလိုက်တယ်။ ကိုကလေးတခုခုဖြစ်လို့သူ့အဖေနဲ့မိအားပြန်မလိုက်မှလက်စားချီတာပေါ့နော်တော်တော်များများဒီဇက်ကားကိုကြည့်ပြီးမှယူနီကွန်းကြီးလောကကြောက်သွားရမုံသွားရလို့ပြောကြပေမဲ့မိကတော့အဲယူနီကွန်းအဖေမိရဲ့နေရာနေပြီးတော့ပေါ့နော်ယူနီကွန်းအောက်လေးကြည့်ပြီးမှတနာနေမိရပေါ့နော်သူကလွယ်ပြီးမွေးထားရတဲ့ကလေးလေနော်အဲ့ဒါကိုလူတွေကသူ့ဒေါ်ပါရေးကြောင်းတတ်လိုက်တာလေနော် လူတွေရဲ့လောဘကဒီလို movie ထဲမှာတင်မဟုတ်အပြစ်မှလည်းကြောက်ဖို့အရင်ကောင်းနေပေါ့နော် Unicorn Tapestry ဆိုရှင်အမဲလိုက်တမသူကအပြုစင်းရဲ့အကူအညီနဲ့ Unicorn အမိဖန်သွားနိုင်တယ်အဲ့လို Unicorn ကိုအပြုစင်းရဲ့အကူအညီနဲ့ပဲဖန်နိုင်နေဆိုတာလည်းဒါ Unicorn Tapestry မှာဖော်ပြထားပြီးသားပေါ့နော်ဒီဆက်ကားရဲ့မှာလည်းဒီတိုင်းပဲပေါ့နော် Ridley Shepherd ရဲ့အကြက်ကင်မှုနဲ့ကြောက်ကြောက်ရွံ့ရွံ့တောထိုင်နေတဲ့အစီအမှာ Unicorn က Ridley ရှေ့မှာလဲအေးလိုက်ပါတယ်အဲ့လိုညင်နေရကိုအခွင့်ကောင်းရဲ့ Shepherd က Unicorn ကိုပြန်တက်ဖို့ကြိုးစားတယ်အဲ့ဒါကို Ridley အဖေ Elliot ကသူ့ကိုဂျိုးနဲ့ထိုးလိုက်တော့ Shepherd ကလည်း င်ထားအများကြီးပြန်ထိုးလိုက်တယ်။အဲ့မှာသူ့အဖေရဲ့ရှေ့ဘက်ကတည်သွားတယ်။ရီတလီကသူ့အဖေကိုဖက်ပြီးငုံနေရကိုယူနီကိုနစ်ကစိတ်မကောင်းဖြစ်သွားပြီးမှသူ့ကလေးရဲ့ဂျူနဲ့သူ့ကလေးအလောင်းနဲ့သူ့အဖေအလောင်းကိုထားပြီးမှအသက်ရှင်လွတ်လိုက်ပါတယ်။မီရွတ်လီဒီအပိုင်းကိုကြည့်ရင်လည်း reference ဆက်ကားကိုသွားပြီးတတိယမြင်တယ်ဒီ reference ကားထဲမှာဆိုလို့ရှိရင်မင်းသားကဒါသူ့ခင်ရပြီးတည်သွားတဲ့အချိန်မှာပေါ့နော်။အဲ reference ကဖက်ပြီးမှငိုရင်းနဲ့အမသူရဲ့မျက်ရည်ကနေသင်းပေါ့နော်။နေစာပိုင်းပြန်ဖြစ်ပေါ်လာပြီးမှမင်းသားအသက်ပြန်ရှင်လာပြီပေါ့နော်။အခုဒီပိုင်းကလည်းအဲ့လိုပဲ ဒါတော့ဇက်ကားရီ fantasy war ကြီးခဲမှာပဲဒီလိုအသက်ပြန်ရှင်လာတာတော့ရှိမယ်ပေါ့နော်အပြစ်မာတော့မရှိတော့ဘူးတကယ်အပြစ်မာတော့အဲ့လိုအသက်ပြန်မရှင်တတ်ပါဘူးပြီးတော့ unicorn ကအမဲရောင်ကနေပြီးတော့အဖြူရောင်ပြောင်းသွားတယ်အဲ့မှာအမဲရောင်ကတည်ဆုံခြင်းဝန်းနေမှုကို ဖော်ပြထားပါတယ်အဖြူရောင်ဟာဆိုလို့ရှိရင်ဖြူစင်ခြင်းပြီးမှအတိတ်တဖန်ပြလဲမွေးဖွားခြင်းကိုကိုးစားပြုထားပါတယ် ဒါဆိုရင်ဒီဆက်ကားရဲ့ movie breakdown ကတော့ဒီလောက်ပါပဲ။နောက်ချက်ကို movie breakdown နဲ့ recap လုပ်စီခြင်းနဲ့ဇက်ကားမျိုးရှိလို့ရှိရင် comment မှာချရေးပြီးသွားပါ။ပြီးလို့ရှိရင် channel လေးကို subscribe လုပ်ဖို့လည်းမမေ့ပါနဲ့ရှင်။ So bye bye ။